အဲ့တော့ကျွန်တော်ပြန်ပြောမယ်နော်ကျွန်တော်တို့နိုင်ငံမတိုးတက်ရတာကပြည်သူတွေကမှန်ကန်တဲ့ဒီမိုကရေစီကိုမသိလို့အဲ့တော့ဒီမိုဒီမိုကရေစီနိုင်ငံကြီးတွားလို့မရဘူးဘာဖြစ်လို့လဲပြည်သူတွေကစာမဖတ်ဘာစာမဖတ်တာလဲ political နဲ့ပတ်သက်တဲ့စာတွေမဖတ်ဘူး သို့တော့ political နဲ့ပတ်သက်ပြီးတော့သူတို့ထဲထဲဝင်စိတ်ဝင်စားတယ်ထဲထဲဝင်လှုပ်ချင်တယ်နော်နိုင်ငံရေးနဲ့ပတ်သက်ပြီးစိတ်ဝင်စားတယ်နိုင်ငံရေးတွေလှုပ်ချင်တယ်နိုင်ငံရေးတွေပြောချင်တယ်လပိဆိုင်မှာထိုင်ပြီးတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟာဟိုတော်ကီတွေပြစ်ချင်တယ်သို့တော့နိုင်ငံရေးအတွေးမြင်နိုင်ငံရေးအတွေးခေါ်နိုင်ငံရေးတက်တနာဘာမှမသိဘူးအဓိကက ပြည်သူတွေကသူတို့သိတဲ့ဒီမိုကရေစီဆိုတာသူတို့ကိုသူတို့ဘာမှမသိတာပဲ။သူများပြောတိုင်းယုံ၊သူများပြောတိုင်းလုပ်၊သူများပြောတာအဟုတ်ဒီမိုကရေစီကမမှန်ဘူး။ဒေါက်တာကျော်ဝင်းရေးတဲ့စာအုပ်ဖတ်ကြည့်လိုက်။နော်။အဲ့မှာသူတဲ့မှာသူ့စာအုပ်ထဲမှာ reference ကြီးပြန်ပေးထားတယ်သူကလည်းပဲ။အဲ့တော့ဒေါက်တာကျော်ဝင်းရေးတဲ့စာအုပ်တွေကိုဖတ်ဒီမိုကရေတိုက်ဇေးရှင်းနဲ့ပတ်သက်တဲ့ဒေါက်တာကျော်ဝင်းရေးတဲ့စာအုပ်တွေဖတ်ကြည့်လိုက်။တွေ့လိမ့်မယ်။ ဘာတွေ့မှာလဲဆိုတော့ကျွန်တော်ဒီမိုကရေစီနိုင်ငံတစ်ခုကိုတွားဖို့ဒီမိုကရတိုက်ဇေးရှင်းဆိုတာကိုနားလည်ဖို့လိုအပ်တယ်ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်ဖို့ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့ဒီမိုကရေစီနိုင်ငံတော်ကြီးရွေးဖို့ဒီနိုင်ငံမှာရှိတဲ့ပြည်သူတွေကဒီမိုကရတိုက်ဇေးရှင်းကိုနားလည်ဖို့လိုအပ်တယ်အဲ့တော့ဒီမိုကရတိုက်ဇေးရှင်းဆိုတာဘာလဲဆိုတာကို စဉ်းစားဖို့လိုပြန်အောင်ဒီမိုကရက်တိုက်ဇေးရှင်းဆိုတာဘာလဲဒါကကျွန်တော်အတက်မတော်ဒီ900 900လို့တက်မတော်ဆိုတဲ့ခေါင်းစဉ်မရောက်ခင်ဒါစကကြီးနော်စကကြီးတော့အဲ့လောက်ကျေပြတ်နေနော်အဲ့တော့ democratization ဆိုတာဘာလဲအောက်မှာကျွန်တော်ကိုဂလကစလုတ်တဲ့သူတွေသိရင်ပြောပေးပါ democratization ဆိုတာဘာလဲ အဲ့တော့ democratization ဆိုတာဘာလဲလို့ပြောလို့ရှိရင်ဒီမှာသိရသူမရှိဆိုကျွန်တော်ပြောပြီကျွန်တော်တို့မြန်မာနိုင်ငံမြန်မာနိုင်ငံနဲ့ပဲပြောမယ်နော် democratization ဆိုတာ democratization ဆိုတာက non democratic condition မှဒီ democratic condition တို့ကူးပြောင်းတဲ့ဖြစ်စဉ်ကို democratization လို့ခေါ်ပါတယ် ပြောချင်တာကဗမာလူပြောရင်ဒီမိုကရေစီမရှိတဲ့အခြေအနေတစ်ခုကနေဒီမိုကရေစီရှိတဲ့အခြေအနေတစ်ခုလို့ကူးပြောင်းခြင်းကိုဒီမိုကရတိုက်ဇေးရှင်းလို့ခေါ်ပါတယ်။ဒါဆိုရင်ဒီမိုကရေစီမြန်မာနိုင်ငံမှာဒီမိုကရေစီမရှိတဲ့အခေတ်ကာလအချိန်ကာလဆိုတာဘယ်အချိန်တွေကိုပြောတာလဲ။အဲ့တော့ကျွန်တော်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးတဲ့ခါကျတော့ပထမဆုံးတက်လာတာဖတ်စပလအစိုးရပါလီမန်ဒီမိုကရေစီခေတ်ဦးနုဆက်ရွှေတိုက်နော်ပါလီမန်ဒီမိုကရေစီခေတ်ပါလီမန်အစိုးရကြီး ਨੇ တက်လာတာပေါ့တမရရဲ့ဝန်ကြီးချုပ်ရဲ့ဆိုတက်လာတယ်အဲ့ဒီကနေဦးနုကမနိုင်တော့အဲ့ဒါပါလီမန်ဒီမိုကရေစီနော်ဒီမိုကရေစီတည်တံ့မဟုတ်ဘူးပါတီစိုဒီမိုကရေစီမဟုတ်ဘူးအဲ့တော့ဦးနုက မထင်းကြောင်းနိုင်တော့ဥနေဝင်းကိုတာဝန်လွှဲတော့အိဆောက်အစိုးရတက်တယ်အိဆောက်အစိုးရတက်လာတော့6လတင်းရေကောက်ဝဲမကျင်းပါပေးနိုင်တော့တနှစ်နဲ့9လစုစုပေါင်း18လကြာတော့ရေကောက်ဝဲပြန်ကျင်းပါတော့ပါဌာဆာအစိုးရလက်ထဲကိုတာဝန်ပြန်လွှဲတယ်အဲ့တော့ဥနုကြီးပြန်ရတယ်ဥနုပြန်ရတဲ့အချိန်မှာပြဿနာတွေထက်တက်တယ်ရှမ်းစော်ဘွားတွေစီတို့ဘာညာတတကအဲ့ဒါဟိုတနေ့ညညကျွန်တော်ပြောခဲ့ပေးပြီးွားပြီနော် အဲ့လိုထက်တက်တဲ့ခါကျတော့ဖွဲ့စည်းပုံကိုပြင်တယ်ကျွန်တော်တို့ရှမ်းမှုကိုတောင်းဆိုတယ်အမှပြဿနာတွေတက်တယ်ဒီလိုနဲ့1960နှစ်မတ်လတရက်နေ့ထိကိုဖွဲ့စည်းပုံကိုပြင်ဖို့စူးစမ်းနေတာပြဿနာတွေတက်ကြတယ်နှစ်ရက်နေလဲကြကောဥနေဝဲရနေပြီးတော့ဟာဒီကောင်နေပြစ်ထားလို့မရတော့ဘူးငါလည်းအိမ်ဆောင်ဆူရမှာငါလည်းလုခဲ့ဘူးတဲ့တွေ့ကြုံရှိတယ်ဒီကောင်နေကိုပြစ်ထားလို့ရှိရင်တော့ပြည်တော်စုကြီးပြိုကွဲပြီးတော့မြို့ပြနိုင်ငံငယ်လေးဖြစ်တော့မယ်ဆိုပြီးတော့ အာနာသိမ်းချလိုက်ပြီးတော့တော်လှန်ရေးကောင်စီတက်လာပါလိမ့်ရောအဲ့ဒီချိန်ထိပါတီစုံဒီမိုကရေစီမဖြစ်သေးဘူးနော်တော်လှန်ရေးကောင်စီတက်လာတယ်အဲ့ဒီလုံနယ်ဥနေဝေးရနေပြီးတော့ကျွန်တော်တို့84ဖွဲ့စည်းပုံကြီးကိုပြန်လည်ပြီးတော့ဆိုရှယ်လစ်စနစ်ကိုပြန်လည်သက်သွင်းပြီးတော့84ဖွဲ့စည်းပုံထွားတော့ရဲသားစုကပြန်တက်တယ်အဲ့ဒီမှာပြဿနာတွေထက်တတ်တယ်88ရေးခေဖြစ်တယ်အဲ့ဒီမှာ နဝဒနာဖအာနာသိမ့်ပြီးတော့အစိုးရတရက်ဖြစ်လာတယ်အဲ့ဒီချိန်ကြီးဒီမိုကရေစီမရှိသေးဘူးဒါနဲ့ပါတီစိုးဒီမိုကရေစီဖြစ်ဖို့ဆိုပြီးတော့တင့်မြင့်ဆောင်60နဲ့စာထွက်တော့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကျင်းပမယ်ရွေးကောက်ပွဲမှာနိုင်တဲ့ပါတီတွေညီလာခံကျင်းပပြီးတော့ဖွဲ့စည်းပုံရေးဖို့တာဝန်ယူရမယ်ဆိုပြီးတော့ စာပိုက်ပေါင်း22ပိုက်ပါတဲ့တင့်မြင့်ဆောင်90စာထွက်လိုက်ပြီးတော့ရွေးကောက်ပွဲကျင်းပပြီးတော့အဲ့ဒီမှာ NLD အများဆုံးနိုင်တယ် SNLD ဒုတိယရခိုင်တတိယတတ်ဆညာသဒုဋ္ဌဆိုနောက်တိုင်းသားပါတီတွေမြူတို့ဘာတို့အလိုအဲ့ဒီပါတီတွေစုပြီးတော့အကုန်လုံးကိုသူတို့ကတော့အာဏာမရလို့ပြဿနာချတာပေါ့ဒါပေမဲ့စာအားလည်းထွက်ထားပြီးသားလေအာဏာပေးဖို့မဟုတ်ဘူးညီလာခံကျင်းပပြီးဖွဲ့စည်းပုံရေးဖို့ဆိုတော့ ဲ့တော့သူတို့တွေအကုန်လုံးကိုအဲ့ဒါအန်နယ်ဒီကဥအောင်ရွှေတို့ဘာလို့ဥဆောင်ပြီးတော့အမျိုးသားညီလာခံကြီးကိုကျင်းပရတယ်အဲ့ဒီချိန်ကြီးအဒီမိုကရေစီမဟုတ်သေးဘူးနော်အဲ့တော့အမျိုးသားညီလာခံမှာနှစ်ပိုင်းခွဲပြီးကျင်းပတယ်1963ကနေ66တပိုင်းအဲ့ဒီမှာတရားနဲ့ခွန်အိုးအဲတရားနဲ့ခွန်နေဦးလားဟုတ်တယ်တရားနဲ့ခွန်နေဦးခေါ်ခွန်နေရနဲ့နှစ်ဦး နော်902ဦး63ကနေ66မှာ902ဦးအရသားတွေကြီးပဲညီလာခံကျင်းပါတယ်65မှာ NLD နဲ့ SND 102ယောက်ထဲမှာ86ယောက်ကထွက်သွားလို့66မှာနားလိုက်ရတယ်လူမစုံတော့လို့အဲ့ဒီလုံနဲ့2003မှာဥခိညိုကြီးရဲ့လမ်းစဉ်9ရက်ထွက်လာတဲ့ခါကျတော့2004ခုနှစ်မှာပြန်ပြီးအမျိုးသားညီလာခံပြန်စပြီးတော့2008ခုနှစ်မှာ မျိုးသားညီလာခံပြီးသွားတယ်။အဲဒီတော့မျိုးသားညီလာခံဒုတိယအကြိမ်ဒုတိယပိုင်းလဲကြလဲကြရော1088ရောက်ပါတဲ့အရက်သားတွေကြီးပဲအားလုံးနှစ်ပိုင်းခွဲချင်းပါတယ်။ကိုယ်စလဲတွေအရက်သားကိုယ်စလဲတွေကြီးပဲအစုဖွဲ့အားဖြင့်ရှစ်ဖွဲ့ချင်းပါပြီးတော့အမျိုးသားညီလာခံကျင်းပပြီးတော့2008ဖွဲ့စည်းပုံကြီးကို ထွက်လာတဲ့ခါကြတော့ရသားစုကမပေါ်သေးဘူးနော်2008နဲ့အညီ ရွေးကောက်ပွဲပြန်ကျင်းပါပြီတော့အရသာအစိုးရတက်လာတယ်။ဦးသိန်းစိန်အစိုးရဦးသိန်းစိန်လွတ်တော်စတတ်တဲ့နေ့ကျမှဒီမိုကရေစီခေတ်စပါတယ်ဗျ။ပါတီစုံဒီမိုကရေစီခေတ်အဲ့တော့ရခင်ကအချိန်လေးတစ်ခုတည်းဒီမိုကရေစီမရှိတဲ့အချိန်ကြီးကာလလို့ခေါ်ပါတယ်။နန်ဒီမိုကရက်တစ်ကွန်ဒီရှင်လို့ခေါ်ပါတယ်။ အဲ့ဒီကနေပြီးတော့ကျွန်တော်ကဥသိမ့်စိန်ပါဠိကိုလွတ်တော်စတက်ပြီးတော့ကျန်းစာချိန်ပြီးလွတ်တော်စတက်တဲ့နေ့ကစပြီးတော့ democratic condition democracy စတင်တဲ့အခြေအနေတစ်ခုစရောက်ပါတယ်အဲ့တော့ democracy မရှိတဲ့အခြေအနေကနေပြီးတော့ democracy ရှိတဲ့ကာလကိုကူးပြောင်းတဲ့ဖြစ်စဉ်ကို democratization လို့ခေါ်ပါတယ်ဗျာ